မင်္ဂလာပါခொနေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ1085ဗီဒီယိုရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆ ్య မကတော့ Solar Nuni ဖြစ်ပါတယ်ဆ ్య မအနေနဲ့ကတော့2025ခုနှစ်ဇူလိုင်လအတွက်စနေသားသမီးတွေတလစာအထူး hostel ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာဆင်မအနေနဲ့မြစ်တာရက်ခံနေတာကတော့ဆင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်းရှင်းအားလေးပြုလုပ်ပေးပါဆင်မတို့ရဲ့ TikTok ခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะကျမတို့ရဲ့ video လေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะဒီလအတွင်းမှာစနေသားသမီးတွေအတွက်လောက်ကန်ကိစ္စတွေစီးပွားရေးကဏ္ဍငွေကြေးကဏ္ဍလေးတွေနောက်လူမှုရေးကဏ္ဍလေးတွေနောက်အိမ်နွေးအိမ်နောင်ရေးအခြေရေးပေါ့နော်ကျန်းမာရေးအစာပြုလုပ်ရမယ့်ရေဒီယာလေးတွေကိုတခုချင်းစီပြပြပေးသွားမှာဖြစ်ပါတယ် အော်အရင်ဆုံးအနေနဲ့စနေသားသမီးတွေရဲ့ပေါ့နော်ဒီလအတွက်လုပ်ငန်းစီးပွားပိုင်းတွေကိုပြပြပေးသွားမှာပါအဲ့တော့ဒီလအတွက်လုပ်ငန်းစီးပွားပိုင်းတွေနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာခက်ခဲမှုတွေကြားကနေပြီးတော့အဆင်ပြေလာတာမျိုးတွေရှိမယ်အကြောင်းမမျိုးနဲ့လုပ်ငန်းပိုင်းတွေမှာပေါ့နော်ဒါမှထင်သလိုတော့မဖြစ်နေပေမဲ့လည်းလုပ်ငန်းပိုင်းတွေကပေါ့နော်ဒါခက်ခဲလေးတွေတော့ဟိုကြုံတွေ့ပြီးတော့အဆုံးသက်မှာအောင်မြင်နိုင်တဲ့အနေအထားမှာရှိတယ်ရေရာကတော့လွယ်လင်းတူကူမဖြစ်နေဘူးဆိုတဲ့သဘောပေါ့နော်အဲ့တော့အဆုံးသက်မှာတော့အောင်မြင်နိုင်တယ်ဆိုတဲ့သဘောအဲ့တော့လုပ်ငန်းစီးပွား ားပိုင်းနေမှာတော့ဒါကိုကနယ်လေးပေါ့နော်ကញ្ញံအားဆိုင်ပြီးတော့စူးစမ်းအထောက်လောက်ကင်မှအစဉ်ပြေမယ်เนาะအလွယ်တကူတော့ဖြစ်မလာဘူးခက်ခဲတွေကြုံတွေ့ပြီးမှပဲအောင်မြင်မယ်เนาะအနောက်ဆက်တိုက်ခန့်တွေကတော့ဒီမိမိရဲ့လုံနံဆန်းကြောင့်အောင်မြင်မှုအနေထားရှိမယ်ကြော်လွားနိုင်တဲ့အနေထားမှာရှိရယ်မိမိကိုကုညီပြီးတော့ထောက်ပံ့ပေးနိုင်တဲ့သူတွေလည်းပေါ်လာလိမ့်မယ်ပေါ့နော်ကိုမင်းထင်မှန်ထားတဲ့သူတွေရဲ့အကူအညီထောက်ပံ့ရရှိမယ်လူမျိုးခြားဘာသာခြားတွေကုညီမယ်အစဉ်နဲ့ရှိသူတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိမယ်သို့မဟုတ်အမျိုးသမီးတူတယောက်ရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိပြီးတော့ကို ရဲ့လုပ်ငန်းတွေမှာအဆင်ပြေချုံ့မွေ့သွားတာမျိုးတွေရှိမယ်။လုပ်ငန်းအဆင့်လေးတွေနည်းနည်းနော်တိုးတက်လာတာမျိုးတွေတော့ရှိမယ်။အဲ့တော့ကိုကလုပ်ငန်းတစ်တည်းစတင်ပြီးတော့လောက်တာမျိုးပဲဖြစ်ဖြစ်ကိုရဲ့အကျန်စီတွေကိုအကောင့်ထဲပို့ချင်တာပဲဖြစ်ဖြစ်ဒီလမှာစတင်ပြီးတော့အကောင့်ထဲပို့လို့ရတယ်ပေါ့နော်။အဲ့လိုမျိုးအဲ့တော့ဟုတ်ဒီလထဲမှာဆိုရင်ကိုကလုပ်ငန်းတစ်တည်းစတင်ပြီးတော့လောက်တော့မယ်။ဘယ်လိုလုပ်ငန်းတွေရတော့ကိုတွေအားကောင်းနိုင်တဲ့အကျိုးပေးနိုင်တဲ့ဆိုတော့တောက်ကြနဲ့စနေနဲ့အင်္ဂါနဲ့လုပ်ငန်းတွေအကျိုးပေးနိုင်ပါတယ်။တောက်ကြနဲ့နေဖြစ်တဲ့သွတ်တန်တဲ့လုပ်ငန်းတွေဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းတစ်တည်း ီးလုပ်ငန်းတွေပေါ့နော်နောက်ထပ်အထယ်လုပ်ငန်း DC Diesel ထမင်းဆိုင်ထီဆိုင်ပေါ့နိုင်ငံခြားတဲ့ဖက်ဆက်လုပ်ငန်းဤပညာလုပ်ငန်းတွေပေါ့နောက်ထပ်ပြီးတော့အစားအသောက်ကုန်စတိုးဆိုင်ဆန်စီစိတ်ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းပေါ့နော်အဲဆက်သူရှယ်ယာလုပ်ငန်းလေးတွေအချို့ပြုတယ်အဲ့လုပ်ငန်းတွေနဲ့စီးပွားရေးတွဲလို့ချင်းအောင်မြင်မယ်တိုးတက်မယ်ကျော်စောမယ်ပေါ့နော်ဒါကတော့မိမိတို့တဲ့ဒီလအတွက်ပေါ့ကံကောင်းစေမယ်အချို့ပေးလုပ်ငန်းတွေဖြစ်ပါတယ်ဒီနန်ပစ္စည်းတွေပေါ့ အဝင်ရှိတယ်အိမ်မှာနော်တောက်ကြနဲ့ဒါအင်ကာနန်စနေနဲ့ပစ္စည်းတွေလည်းမမိအိမ်မှာအဝင်ရှိတယ်ကာမကုသူလေးတွေပြုတ်ရမယ်နော်အရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေကရောင်းဝတ်တက်ကြနဲ့ရှိမယ်အမြန်ဆုံးနေရရှိမယ်ပြိုင်ဆိုင်မှုတွေရှိမယ်ပေါ့နော်အဒီကာလာထဲမှာကမိမိတို့တွေနဲ့ရောင်းဝယ်လုပ်တဲ့နေရာမှာနည်းနည်းလေးအကန့်ကျန်အားဆက်ရမယ်အပြိုင်ဆိုင်တွေကတော့ကျော်လွားနိုင်နိုင်မယ်ပေါ့နော်အဲ့လိုမျိုးရင်းနှီးမြှုပ်နှံတဲ့ရာလေးတွေပေါ့နော်ဒါအမြန်ဆုံးရရှိတာမျိုးတွေလည်းကျွမ်းဝနိုင်တယ် အဲ့တော့ဝန်ထမ်းဆိုရင်တော့မမိတို့အနေနဲ့ပေါ့နော်ဒါဝန်ထမ်းလုပ်နေတဲ့သူတွေတက်ကတော့ဝင်ငွေအဆင့်လုပ်ငန်းအဆင့်တွေတိုးတက်မယ်နာမည်ကုန်သတင်းကျော်စောမယ်နာမည်ကောင်းရမယ်လူအထင်ကြီးချင်းခံရတာမျိုးတွေတော့ရှိမယ်ပေါ့နော်လုပ်ငန်းပိုင်းထဲမှာတော့မမိရပေါ့နော်ဒါအလောက်ကိုင်းတွေမှာဖိအားပေးခံရတာမျိုးတော့ကြုံတွေ့ရပေမဲ့မမိရဲ့လုံလံဆန်းကြအောင်နာမည်ကုန်သတင်းကျော်စောတာမျိုးအောင်မြင်မှုရရှိတာမျိုးတွေကြုံရနိုင်တယ်ပေါ့နော်အဲ့လိုမျိုးယာတို့အဆင့်ဝင်ငွေအဆင့်တွေတိုးတက်လာတာမျိုးတွေလည်းကြုံရနိုင်တယ်ပေါ့နော်ဒါဝန်ထမ်းတွေအတွက်ပေါ့ အဲ့တော့ဒီလာထဲမှာလုပ်ငန်းစီးပွားပိုင်းနဲ့ပို့နော်လုပ်ငန်းစီးပွားပိုင်းနဲ့ဒီကိုရဲ့လုပ်ငန်းတွေတိုးတက်ဖို့စီးပွားရေးတွေအာကောင်းမှုမှုအတွက်ပေါ့နော်ဒါကောင်းမှုတစ်ခုနေစဉ်ပြုပြီးတော့ ရှင်သန်ဖြတ်တန်းပေးပါเนาะဒါနရဲ့တီလရဲ့ပေါ့เนาะဒါဒါနလေးတွေတီလလေးတွေနဲ့ဖြတ်တန်းပေးပေါ့เนาะဒါနဆိုတာပေးကန်းစွန်ကျဲမှုပေါ့အစာစားရှားပါလို့စားတော့ပေးဝိရရှားပါလို့ဥထန်လို့ပေါ့เนาะအဲ့လိုမျိုးလေးတွေပေါ့ဒါနလေးတွေတီလမြဲပြီးတော့ကာမှုကုသလေးတွေနဲ့ရှင်တွဲပြီးတော့လုပ်ငန်းစီးပွားလုပ်မယ်ဆိုရင်အောင်မြင်မှုတိုးတက်မှုကြော်ကြော်မှုတွေရရှိမယ်ပေါ့ထို့ကြောင့်เนาะလုပ်ငန်းစီးပွားပိုင်းနဲ့တူကာမှုကုသလေးတွေဒါနတီလလေးတွေနဲ့ဖြတ်တန်းဖို့လိုအပ်ပါလိမ့်မယ်เนาะဒီလမှာနောက်ထပ်ငွေကြေးကဏ္ဍလေးတွေပြပြပေးသွားမှာပါအဲ့တော့ဒီလထဲမှာငွေကြေးကဏ္ဍကိုကြီးလိုက်တဲ့အခါ ခါမှငွေရပေါ့နော်ဒီလာတန်းမှာအဖက်ဖက်ကနေရှာနိုင်မှပို့ပြီးအဆင်ပြေမယ်အလုတ်ရတာနဲ့ဝင်ငွေရက်စစ်တတ်ပါတယ်တဲ့နော်ငွေဝင်လန်းလေးတွေရှိသလိုငွေကုန်စရာကြီးလည်းပေါ်လာနိုင်တယ်ငွေဝင်ရှိပြီးတော့အော်ကုန်စရာတွေလည်းထက်ထက်ပြီးတော့ပေါ်လာနိုင်တဲ့အတွက်ငွေလက်ထက်မမြဲတာမျိုးတွေရှိမယ်နော်အဲ့တော့မမြဲကံတရာမှာဒီစီလိုပေါက်ရှာပြီးတော့ငွေကုန်စရာလေးတွေဒီလာတန်းမှာပေါ်မယ်ဖြန်းနှီးနဲ့ငွေရှာရလူတွေလောင်းကစားလုပ်တဲ့လူတွေအတွက်ကဒီလောက်အတွက်အဆင်ပြေဖြစ်တတ်ပေါ့နော်ဖြစ်တတ်တဲ့ငွေရိုးပေါက်လေးတွေထိန်းမှာနော်မိမိကိုယ်တိုင်နဲ့ငွေသုံးမြ များနေတာမျိုးတွေလည်းရှိလာနိုင်တယ်ထို့ကြောင့်စီးနက်ကနဲ့သုံးဆွဲပြီးတော့ငွေရောပေါက်တွေထိမ်းမှာအဖက်ဘက်ကနေငွေဝင်နှန်းလေးတွေရှာပြီးတော့စုဆောင်းနိုင်မှသာငွေကြေးကန်ကောင်းလာမယ်နေထားမှာရှိတယ်ဖြစ်နေနေနဲ့ငွေရှာရင်ဒုက္ခရောက်တတ်တယ်ပေါ့နော်ဒါလေးတွေရှောင်ပြရမှာပါနောက်ထပ်လူမှုရေးကဏ္ဍလေးတွေပေါ့နော်လူမှုရေးကဏ္ဍလေးတွေကတော့ဒီလာထဲမှာတော့အဆင်မပြေဖြစ်နေတဲ့အရာတွေကပြန်ပြီးတော့အဆင်ပြေဖို့ရှိတယ်ပေါ့နော်အဆင်မပြေဖြစ်နေတဲ့သူတွေတွေပြန်ပြီးအဆင်ပြေမယ် နော်နောက်ပြီးတော့မိမိထက်အသက်အရွယ်ကြီးခဲ့သူနဲ့အဆင်ပြေပြေဖြစ်တာမျိုးတွေရှိမယ်စိတ်လိုမချမ်းမှုတွေရှိမယ်စိတ်သဘောထားကွဲလွဲမှုတွေရှိမယ်အဲ့မိမိအိမ်မှာလည်းပေါ့ဥမာအမေအဖေလိုဟာမျိုးကိုတဲ့အကြီးခဲပိုင်းနေအကိုအမတွေနဲ့အဲ့လိုမျိုးတကြက်ကြက်လေးတွေဖြစ်တာမျိုးအဆင်ပြေပြေဖြစ်တာမျိုးတွေစန့်ချင်မှုတွေဖြစ်တတ်တာပေါ့နော်အဲ့လိုမျိုးနောက်ပြီးတော့အိမ်နောင်ရေးခံနာလေးတွေပေါ့နော်ဒါအိမ်နောင်ရေးခံနာလေးတွေမှာလည်းအဲကြီးလိုက်တဲ့အခါမှာ အာနည်းနည်းလေးအေးချမ်းမှုအားနေတာမျိုးလေးတွေတော့ရှိတယ်နော်အဲ့ဒါမမီစိတ်နဲ့တထထဲမကြနေတာမျိုးလေးတွေရှိရပေါ့နော်မမီစိတ်နဲ့တထထဲမကြနေတာမျိုးလေးတွေရှိမယ်အာအိမ်နှွေးအိမ်နောင်ရေလူမှုရေးခန္ဓာလေးတွေနည်းနည်းလေးပေါ့နော်အာအားနေနေတယ်ဒါပေမဲ့ကြီးကြီးမားမားပြဿနာတော့မရှိဘူးလူယုံဒုက္ခပေးတဲ့အတွက်လူယုံတတိထလူယုံမထားနဲ့ပေါ့နော်ကိုကိုယ်တိုင်ဥစည်းဥဆောင်ပြီးတော့အလုပ်လုပ်ပါနော်နောက်ပြီးတော့ဒီမမီရဲ့ကံစရာမှာ သူတို့ဘာမကောင်းပြောဆိုခြင်းဆွဆွဲခြင်းခံနိုင်တဲ့အတွက်သူများကိစ္စတွေဝင်မပါနဲ့သူများကြားတဲ့ဝင်မပတ်သက်မိစေနဲ့ပေါ့နော်အားလေးတွေတတိထားအဲ့တော့အိမ်တွင်းအိမ်တော်ရေးခန္ဓာလေးတွေမှာလည်းဒါအိမ်တော်အိမ်တွင်းတွေမှာအဆင်မပြေမှုတွေကတော့ကစားလေးတွေများမယ်စိတ်လိုမချမှုတွေရှိမယ်မမေ့အိမ်တော်ဘက်နဲ့လည်းအမြင်မကြည်တာလေးတွေဖြစ်မယ်ပေါ့နော်အိမ်တော်ရေးမှာကြားလို့နောက်ဆက်လေးတွေဝင်လာနိုင်တဲ့တစ္ဆာရှိရှိလက်တွဲအပျော်ပါတောက်စားရှိပါကအိမ်တွင်းအိမ်တော်ရေးအေးချမ်းမှုအားနဲ့တက်တယ်ပေါ့နော်အပျော်ပါတောက်စားမရှိဘူးဆိုရင်တော့အိမ်တွင်းအိမ်တော်ရေးစိတ်လိုမချမှုကြောင့်အာသူတခွန်းကိုတခွန်းစကားပြောတာလေးတွေ နော်တကြက်ကြက်လေးတွေဖြစ်တတ်တယ်ပေါ့နော်ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့ကွက်ကိန်းပြက်ကိန်းတော့မရှိဘူးကြီးကြီးမားမားတော့မရှိနိုင်ဘူးပေါ့နော်အဲ့လိုမျိုးဒါတော့ဘလူမူရေးခန္ဓာအိမ်တွေးအိမ်တော်ရေးခန္ဓာလေးတွေပေါ့နော်နောက်ထပ်မေတ္တာရေးခန္ဓာလေးတွေကိုပြက်ပြက်ပေးသွားပါမယ်အဲ့တော့ငယ်သူတွေအတွက်ပေါ့မေတ္တာရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာဒီလာထဲမှာတော့ဆန်းတော့ပွင့်နေရပေါ့နော်ဒီလာထဲမှာလည်းဆန်းပွင့်နေတဲ့အခြေခံစရာကတော့ဆန်းပွင့်တဲ့သူဟိုလာလေးဖြစ်တဲ့အတွက်ကိုယ်ကိုစိတ်ဝင်စားတဲ့သူမျိုးကိုယ်ကို propose လုပ်တဲ့လူတွေပေါ်လာနိုင်တယ်ရွေးချယ်ခတ်တာမျိုးဆုံးဖြတ်ခတ်တာမျိုးတွေလည်းကြုံရနိုင်တယ်ပေါ့ เนาะအဲ့တော့မေတ္တာအေးခန္ဓာလေးတွေမှာနောက်ပြီးတော့ငွေသူတွေအတွက်အချိန်တစ်ခုလေးလာပြီးမှလက်ခံမှာလူလိန်လူညာတွေနဲ့တိုးတက်တယ်ပေါ့เนาะကိုယ်စိတ်ဝင်စားတဲ့သူတွေရောပေါ်ပြီးတော့အချစ်စစ်မဟုတ်ဖဲနဲ့ပေါ့เนาะအဲ့တော့အတူအရောင်နေနဲ့တိုးတက်တဲ့အတွက်အချိန်တစ်ခုလေးလာပြီးမှလက်ခံမှာเนาะအဲ့တော့အချိန်အေးခန္ဓာလေးတွေကတော့အာမမေရပါတော့ကိုကအာပြောမယ်ဆိုရင်ဒီလားနေထဲမှာကိုကချစ်တဲ့သူတွေကိုကိုချစ်တဲ့သူကိုရွေးချယ်ပါအချိန်တစ်ခုစပြီးတော့လေ့လာပါပေါ့နော် အဲ့လိုမျိုးချစ်သူဆောင်ရွက်အနေနဲ့ကတော့အချင်းအနှန်းငယ်လေးတွေရှုပ်ထွေးမှုလေးတွေဖြစ်လာတတ်တယ်။ဒါမမီချစ်သူကမမီပေါ်အလေးနဲ့မထားတာဂယူဆက်ဂယူမဆိုင်တာချင်းနှန်းပြက်တာလေးတွေပေါ့နော်။ရှစ်တမျိုးကိုရတမျိုးလောက်တာလေးကြောင့်စိတ်ပင်မဲ့တာမျိုးစိတ်ညစ်တာမျိုးတွေတော့အနှန်းငယ်ကြုံတွေ့ရတတ်တယ်ပေါ့နော်။အဲဒါမဲ့ကွဲကင်းပြက်ကင်းတော့မရှိပေမဲ့ချစ်သူရဲ့နော်ဒါဂယူဆိုင်မှုလေးတွေဥပိ္ပခါပြုမှုလေးတွေရောခံရနိုင်တယ်ဆိုတော့ကံကြမ္မာလေးရှိရဲပေါ့နော်ဒီလာထဲမှာ။ နောက်ထပ်ကျမ်းမာရေးခန္ဓာလေးတွေပေါ့နော်။ဒါနောက်ထပ်ကျမ်းမာရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာအကျော်အားနည်းတာမျိုးလေးတွေရှိမယ်။အစာအိမ်ဝမ်းပိုင်းနဲ့ပတ်သက်တာအောင်ကျော်အားနည်းပြီးတော့အိမ်မပြောတာမျိုးလေးတွေရှိမယ်။ရာသီကူးပြောင်းဖျားနာတာလေးတွေပေါ့နော်။ခြေလက်ထိခိုက်တန်ရတာလေးတွေရှိမယ်။ကြီးကြီးမားမားမဟုတ်ချင်တာကိုနည်း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 ချင်းစီပေါ့နော်။ဒါယောဂအသေးလေးတွေဖြစ်လာနိုင်တယ်။အကောင်လုံးဖြစ်မဲ့လို့မဆိုလိုပေမဲ့လည်းတစ်ခုမဟုတ်တစ်ခုဖြစ်လာနိုင်တယ်နော်။အသက်ကြီးပိုင်းတွေမှာတော့အစာအိမ်နဲ့ပတ်သက်တဲ့ယောဂရေချိုးမှားတဲ့ယောဂနော်။သွေးပေါင်ထွက်ကြလေးတွေဖြစ်တာမျိုးလေးတွေကြောင့်လည်းဆေးထိုးဆေးတောက်လောက်ရတာ မျိုးတွေတော့ရှိမယ်ကြီးကြီးမားမားယောဂါဆိုတော့မကြောက်ရောက်နိုင်ဘူးပေါ့နော်ဒါကျမ်းမာရေးခန္ဓာလေးတွေပါ နောက်ထပ်ပညာရေးခန္ဓာလေးပေါ့နော်ပညာရေးခန္ဓာလေးကတော့အသိပညာဘူးသူတို့တွေတိုးပွားမယ်ပေါ့နော်ရဝေးတက်ပညာရောယနေ့တက်ပညာရောသင်ကြားရတာမျိုးတွေရှိမယ်ပညာရေးမှာအနောက်ရှက်လေးတွေပေါ်လာနိုင်တယ်အပေါင်းအသင်းလူမှုရေးကြောင့်ပညာရေးထိခိုက်စရာလေးတွေကြုံလာနိုင်တယ်ဆိုတော့အပေါင်းအသင်းလူမှုရေးခန္ဓာလေးတွေသတိထားနော်အဲ့လိုမျိုးကိုရကိုစားကိစ္စလေးတွေပေါ့နော်ရှုပ်ထွေးမှုကြောင့်ပညာရေးမှာထိခိုက်နိုင်တဲ့အတွဲအပေါင်းအသင်းခန္ဓာတွေကိုရကိုရခန္ဓာလေးတွေကိုနည်းနည်းသတိထားရမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ပညာရေးကမမြဲကံတနာမှာကောင်းမွန်တဲ့အနေထားလေးတွေရှိရဲပေါ့နော်အသိပညာဘူးသူတို့ တိုးပွားမဲ့လာလေးတလဖြစ်တဲ့အတွက်เนาะကိုယ့်ရဲ့ဒီဘာသာရေးခန္ဓာတွေမှာရောပညာရေးခန္ဓာတွေမှာရောအသိပညာဘူးသူတာတိုးပွားနိုင်နေဆိုတဲ့အနေထားတွေးရတယ်ပေါ့เนาะ နောက်ထပ်နိုင်ငံခြားကဏ္ဍပတ်သက်ပြီးတော့ပြပြပေးသွားမှာပါအဲ့တော့နိုင်ငံခြားကဏ္ဍနေပတ်သက်ပြီးကြည့်လိုက်တဲ့အခါမှာဒီလာထဲမှာအနေငယ်ခက်ခဲထင်းငေါ်မှုလေးတွေရှိလာနိုင်တယ်ဒါပေမဲ့လည်းမကြခင်သတင်းကောင်းကြတာမျိုးတွေရှိမယ်ဆောင်းဆောင်းနေရတဲ့ဆောင်းဆိုင်နေတဲ့ခရီးစဉ်လေးတွေကတော့ဒါသတင်းကောင်းကြတာမျိုးသွားရဖို့ခဏရဲတိကျသိရတာမျိုးတွေရှိမယ်ဒါနိုင်ငံခြားခီးကံပေါ့နော်အဲ့လိုမျိုးအဲ့တော့ပြည်ပခီးကံပေါ့ပြည်ပခီးကံလေးတွေကတော့ဒါဆောင်းဆိုင်နေရတဲ့ဟာတွေသတင်းကောင်းကြရမယ်ထွက်ရဖို့ခီးရက်တွေပေါ့နော်သိရတာမျိုးတွေရှိမယ်အဲနောက်ပြီးတော့ပြည်တွင်း ရေးစင်ပေါ့ပြည်တွင်းခီးစင်နေရလဲအဲခီးကန်ကတော့အားကောင်းတဲ့အနေထားတော့ရှိတယ်ဒါပေမဲ့ခီးစင်ကတော့ကိုယ်သွားမဲ့ရက်ထက်နောက်ကျပြီးမှသွားဖြစ်တာမျိုးတွေတော့ကြုံရနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ခီးကန်တော့ကောင်းပါတယ်နော်ဒါပေမဲ့အနေနဲ့အခက်အခဲလေးတွေထင်ကုန်မှုလေးတွေကြုံတွေ့ရမယ်ပေါ့အဲ့လိုမျိုးလေးတွေရှိတယ် နောက်ထပ်ပြီးတော့ဒီလအတွက်အချိုးပေးကနန်းလေးတွေပြောပြပါမယ်ဒီလအတွက်အချိုးပေးကနန်းလေးတွေကြီးလိုက်တဲ့အခါမှာငါးကနန်းခုံကနန်းပေါ့နော်အနှစ်ကနန်းကအချိုးပေးလက်ကေးကနန်းလေးတွေဖြစ်တဲ့အတွက်မိမိတို့လိုအပ်တဲ့အချိန်လေးနေရာလေးတွေမှာအသုံးပြုလို့ရပါတယ်နော်အဲ့တော့ဒီလအတွက်အချိုးပေးလက်ကီကလာလေးပြောပြပါမယ်အချိုးပေးလက်ကီကလာလေးကတော့အသားရောင်လေးတွေအဖြူပွင့်အဖြူရောင်လေးတွေနီညိုပွင့်နီညိုရောင်လေးတွေကတော့အချိုးပေးလက်ကီကလာလေးတွေဖြစ်တဲ့အတွက် အရေးကြီးသောလုပ်ငန်းကိစ္စအရေးကြီးသောခီးစဉ်တွေရဲ့အရေးကြီးသောအကြောင်းအရာကိစ္စအဝဝမှာဝစ်စင်သုံးပြုခြင်းဖြင့်ကံစရာပွင့်လန်းစေပါလိမ့်မယ်နော်အဲ့တော့ဒီတလာလုံးအတွက်စနေသားသမီးတွေပေါ့နော်ကံကောင်းစေဖို့အတွက်ပြုလို့ရမယ့်ရေတရားလေးတွေကိုလည်းပြပြပေးသွားမှာပါအဲ့တော့ဒီလအတွက်ပြုလို့ရမယ့်ရေတရားလေးတွေကိုကြည့်လိုက်တဲ့အခါမှာမမိအိမ်ဖះမှာ တီဟိုချောင်းညွတ်နော်အမြဲတမ်းလူပေးပါတီတီလေးတွေစိတ်လူပေးပါနော်မိမိအိမ်ဖျားမှာတီဟိုချောင်းညွတ်တီတီစိတ်လေးလေးလူပေးပါတီးဆောင်ဟင်းနဲ့ဆွန်လောင်းဆွန်ကတ်တာလေးတွေပြုလုပ်ပါနော်နောက်ပြီးတော့မိမိတို့အနေနဲ့ငှက်စာငားစာလေးတွေမကြမကြကျွေးပေးပါနော်ငှက်စာငားငားစာလေးတွေမကြမကြကျွေးပေးပြီးတော့လက်ပွင့်လန်နိုးကလာလေးတွေနေ့စဉ်ရုပ်ပြီးဖြတ်တန်းချင်းပြင်းနဲ့ကန်ကောင်းချင်းတွေရရှိလာမှာဖြစ်ပါတယ်ဒီရေတရားလေးတွေဒီကာရာလေးတွေရုပ်ပွားပြီးတော့ကန်ကောင်းမှုတွေရယူပေးပါယနေ့မှစစနေသားသမီးတွေအဆအဆရရအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွား ားပိုင်းနေလဲတိုးတက်ကြပါသည်အသက်ရှူတိုင်းလဲဝင်ငွေတွေတိုးကြပါစေယောဂဘေးအန္တရာယ်ဘေးတွေကင်းဝေးပြီးစိတ်ဉာဏ်သာခြင်းကိုယ်ဉာဏ်မှချင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆ iam ဆောလောင်းတွင်ကနေစွတ်တော်မြတ်တာပို့သလိုက်ပါတယ်ရှင်